မင်္ဂလာပါမေနဲ့ဒီတာ YouTube channel ကမေပါရှင်မေဒီရပိုင်းတွေကိုပေါ့နော်ဗီဒီယိုမရိုက်ဘူးလို့တွေးထားတာဘာလို့လဲဆိုရင်ဒီနောက်ပတ်ဝန်းကျင်မှာအိမ်ပြင်နေတဲ့အတွက်ကိုအတန်နေပါနေမှာဆိုလို့ပေါ့နော်ဗီဒီယိုတွေကိုထူတဲ့အတန်မျိုးတွေပါနေမှာဆိုလို့မေဒီ channel မှာဗီဒီယိုမရိုက်ဖြစ်တာပေါ့နော်အဲ့တော့ကြတော့ဒီ comment လေးကိုအမ်မေဗီဒီယို reply လေးပြန်ပေးခြင်းလေပေါ့နော်ဒီ comment မှန်တဲ့ ကွန်မန်းပိုင်ရှင်ကပေါ့နော်။ဘာဖြစ်တာရောဘာဖြစ်ချင်တာရောဆိုတာကိုမေးနားမလည်ဘူးပေါ့နော်။အလုံးလုံးဆိုရင်မေးဗီဒီယိုတစ်ပုဒ်မှာပြောထားတယ်။ဒီကွန်မန်းကိုထောက်ကြည့်လိုက်တယ်ဆိုရင်မေးပြောထားတဲ့ဗီဒီယိုကိုမြင်လိုက်မယ်ပေါ့နော်။မေးဗီဒီယိုမှာပြောထားတယ်။ဂျပန်နဲ့ပတ်သက်တဲ့အလုပ်ခေါ်စာတွေမှာရေးထားတယ်ပေါ့နော်။ OT ညာဆိုင်ပေါင်းပြီးတော့ အသိန်း50ရမယ်ဆိုတဲ့ကိစ္စမျိုးတွေသိန်း50သိန်း60ရမယ်ဆိုတဲ့ကိစ္စမျိုးတွေတချို့တွေလည်းရမ်းနေနေရေးရတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီဟာတွေကတကယ်တကယ်ဆက်ဆက်သွားခြင်းမှာတမ်းမိမရဘူးနော်တကယ်မရတဲ့အလုပ်တွေလည်းရှိတယ်နော်အလုပ်ခေါ်စာကိုတည်တည်ချာချာဖတ်နော်ဆိုပြီးတော့မေးပြောထားတယ်မေးသတိထားရမယ့်အချက်ပေါ့နော်ဂျပန်လစာကိုသတိထားပြီးကြည်ပါဆိုတဲ့ဟာမျိုးကိုမေးပြောထားတဲ့ဗီဒီယိုမှာပေါ့နော်ဒီကွန်မန့်ကိုအသေးအံလာမှန်နေတာပေါ့နော်ဒီမန့်ပိုင်ရှင်ကဘာဖြစ်ချင်နေတာလဲတော့မေးတကယ်နားမလဲဘူးမေးပြောထားတဲ့နေရာမှာပြီးနေအလိုက် က်ကိုမှဒီလောက်ဒီလောက်အခြေခံလစာတွေမရပါဘူးဆိုတဲ့ပုံစံမျိုးမေးပြောထားတာမဟုတ်ဘဲနဲ့အလုံးခေါ်တာတွေမှာအလောက်အလောက်တွေရတယ်လို့ရေးထားပြီးတကယ်တမ်းကျရင်မရဘူးနော် OT တွေညာဆိုင်တွေပေါင်းပြီးတော့ပြောထားတဲ့အလုပ်တွေလည်းရှိတယ်နော်ဆိုပြီးမေးပြောထားတာဖြစ်ပါတယ်အဲ့တော့ကျတော့မေးပြောတဲ့ဗီဒီယိုကိုများတိတ်တိတ်ချာချာနားမထောင်တာလားနားမလည်လားလို့ပဲလေးနေကျင်တယ်ပေါ့နော် ီးတော့ကျတော့အဲ့ဒီလောက်မှတိနေတယ်အဲ့ဒီလောက်မှတက်နေတယ်ဆိုလို့ရှင်လဲမင်းရဲ့ comment အောက်မင်းရဲ့အောက်မှာလာမန့်လာမျိုးမလုပ်ပဲနဲ့ကိုယ်တိုင်မဲ့ဗီဒီယိုတက်ရိုက်လိုက်ပါလားကိုယ်တိုင်မဲ့ဒီကိစ္စတွေကိုတက်ပြောလိုက်ပါလားဟုတ်တယ်မလားအမေးရဲ့အောက်မှာဝင်မမတ်နဲ့လေဟုတ်တယ်မလားသူများရဲ့အောက်မှာဝင်မမတ်မယ်ဆိုအဲ့လောက်တိနေတယ်အဲ့လောက်မှတက်နေတယ်အဲ့လောက်မှတော်နေတယ်သူ့ကိုယ်သူအရန်ကိုမြင်မာတဲ့လူတယောက်ရောက်လို့ထင်နေတယ်ဆိုလို့ရှင်လဲမေပြောချင်တာဒီလိုမျိုးကလေးတွေဒုက္ခရောက်နေတဲ့ကိစ္စတွေဒီလိုမျိုး ြောထားတဲ့အတိုင်းမပေးတဲ့ကိစ္စတွေကိုကိုယ်တိုင်တက်ပြောလိုက်ပါလားအလောက်မှာတိနေတယ်အလောက်မှာတော်နေတယ်အလောက်မှာတက်နေတယ်ဆိုလို့ရှင်နေပြောထားတဲ့အောက်တိမ်မှာပဲဝဝင်မှန်ပြီးတော့လလာပြီးဖောင်းမထုနဲ့လေဟုတ်တယ်မလားသူပြောထားတာကနင်ကဘာကောင်းမှမဟုတ်လို့လဲလို့ပြောထားတယ်ပေါ့နော်အဲ့တော့ကိုကိုကိုအရန်ကိုတော်နေတယ်တက်နေတယ်လို့ဟုတ်လား ီ comment ပိုင်ရှင်အနေနဲ့မြင်နေရဆိုလို့ရှင်လေမေပြောတဲ့အောက်မှာလာပြီးမတ်မနေပဲနဲ့ကိုကိုရိုင်းတော်နေတယ်ကိုကိုရိုင်းတိနေတယ်ကိုကိုရိုင်းတက်နေတယ်ဆိုလို့ရှင်လေကိုဘာသာကိုတက်ပြောလိုက်ပါလားဟုတ်တယ်မလားမေပြောတော့မှဝင်ဝင်ပြီးတော့ဘယ်ဟာအားနေပါကြောင်ဘယ်ဟာမှန်နေပါကြောင်ဆိုဝင်ဝင်ထောက်နေမယ်ဆိုကိုတိနေတယ်ကိုတက်နေတယ်ကိုအရန်ကိုတော်တဲ့လူဖြစ်နေတယ်ဆိုရင်ကိုဘာသာကိုတက်ပြောလိုက်လေဟုတ်တယ်မလားအောက်မှာလာပြီးတော့ဘယ်ဟာတော့မှားနေပါတယ်ဘယ်ဟာတော့မှန်နေပါတယ်ဘယ်ဟာတော့ဘလို့ဖြစ်ပါတယ်ဆိုအဲ့တော့ မေကဒီဘက်ကသွားမဲ့ကလေးတွေအတွက်ကိုလစာပိုင်းဆိုင်ရာကိုလည်းဂယုတဆိုင်နဲ့ကြည်ပါနော်တတိထားပါနော်လို့မေက ပြောတဲ့ဟာကို သူကလစာကအဲ့ဒီလိုပေးတာမဟုတ်ဘူးအခြေခံလစာကဘလို့ပေးတာပြီးနေလိုက်သတ်မှတ်ပြီးသားဆိုတော့သူကဘလူဘက်ကနေပါကျင်တာတော့မေပြောချင်တာမေကဒီဘက်ကကလေးတွေအတွက်ကိုမချို့တွေ OT တွေညာဆိုင်တွေပေါင်းပြီးရေးထားတဲ့အလုတ်ခေါ်စာမျိုးတွေရှိတယ်တမ်းပြီးရောက်သေးရအဲ့ဒီလိုမျိုးအလုတ်ခေါ်စာမှာရေးထားတဲ့အတိုင်းတမ်းပြီးရမှာမဟုတ်ဘူးနော်ဆိုတော့အိက္ဆာမျိုးကိုမေပြောထားတာ ဟုတ်တယ်နော်ကိုဘက်ကအချိန်ပေးရသေးတော့လည်းကောင်တချို့အလုပ်ဆိုရေးထားတဲ့အတိုင်းမပေးတဲ့အလုပ်မျိုးတွေရောရှိတယ်။အဲ့ဒီလိုမျိုးရှိတယ်ဆိုရဲကိစ္စကိုပြောထားတဲ့ဟာကို तू ကအဲ့ဒီလိုမျိုးမဟုတ်ဘူးဆိုပြီးအောက်မှာလာထောက်တယ်ဆိုတော့ तू ကဘ누구ဘက်ကပါကျင်တာတော့ဘ누구ဘက်ကနာကျင်တာတော့ဘယ်ကိစ္စကို तू ကနာသွားတာတော့မေးလဲ နားမလဲဘူးသူဘဒုဘကနားနေတယ်ဆိုတဲ့ကိစ္စအောင်လဲမေးလဲနားမလဲဘူးပေါ့တော့အခုဗီဒီယိုနားထောင်နေတဲ့လူတွေလဲသူ့မန့်ကိုသွားဖတ်မယ်ဆိုရင်နားလဲမယ်ထင်တယ်ပေါ့နော်သူဘဒုဘကနားနေတော့ဆိုတာ။ तू ကမေးကိုပြောထားတယ်ပေါ့နော်နင်ကဘာကောင်မှမှုလို့လဲလို့ပြောထားတယ်မေးကိုမေးဘာကောင်မှပါလို့လဲမတတ်မှတ်ထားဘူးအခုသွားမဲ့လူတွေအတွက်ကိုတတိထားစရာတတိပြုစရာလေးဒီလိုဒီလိုကိစ္စလေးတွေမြင်ရင်တတိထားတော့ဒီလိုဒီလိုကိစ္စလေးတွေတတိထားပြီးမှသွားတော့ဆိုတဲ့ကိစ္စမျိုးတွေပဲမေးက knowledge sharing လုပ်ပြီးတော့သိစေချင်တာပေါ့နော်အဲ့တော့ကိုကိုကိုအခု comment လာမဲ့နဲ့ပိုင်ရှင်ပေါ့နော်ကိုကိုကိုဘာကောင်မပါလို့ထင်နေတယ်ဆိုလို့ရှင်လဲမိရဲ့အောက်မှာလာမမဲ့မဲ့နဲ့ကိုကိုတိုင်းတက်ပြောလိုက်ပါလားဒီလိုမျိုးတွေဖြစ်နေတဲ့ဟာကိုကြားမှာပဲဒီကိစ္စတွေကိုလူတိုင်းကြားတယ်လူတိုင်းဒုက္ခရောက်နေတဲ့ကိစ္စတွေကိုလည်းအကုန်လုံးသိရအကုန်လုံးကြားတယ်အဲ့တော့ကြတော့တက်ပြောလိုက်ပါလားဒီလိုဒီလိုမျိုးတွေတတိထားတော့ဒီလိုဒီလိုကိစ္စလေးတွေရှိနေတယ်နော်ဆိုတော့တက်ပြောလိုက်ပါလား